ဖိုင်ဖိုက်တာကိုပတ်တလောင်ရိုက်ချင်းနဲ့အလဲထုတ်နိုင်ရရှိခဲ့တဲ့မြန်မာဖိုက်တာဒွိလင်းထက်ဒီကမာတော့မြန်မာယူရအားကစားလက်ဝိတ်လောကကမြန်မာကုန်ဆောင်ဖိုက်တာတူဦးရဲ့ဆွမ်းဆောင်ရည်ကြောင်းကိုဆေးလို့ရှားပွဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာယူရလက်ဝိတ်အားကစားသမားဒွိလင်းထက်ဟာမင်းရကကျင်းပခဲ့တဲ့ကမ္ဘာကျောင်း1 Championship ရဲ့အပတ်စဉ်ပွဲစဉ်များက1 Friday Fight 112ပွဲစဉ်တွင် Time Fighter Crit Pack ကိုပထမကြိမ်မှာပဲမယုံနိုင်ရကောင်းတဲ့ပတ်တလောင်ရိုက်ချက်နဲ့အလဲထိုးနိုင်ရရှိသွားခဲ့ပါတယ်။ဒီနိုင်ပွဲရဲ့ဒွိလင်းထက်အတွက်ရောသူ့ကိုအားပေးနေတဲ့မြန်မာပရိသတ်တွေအတွက်ပါတကယ်ကိုဆေးလို့ရှားစရာဂုဏ်ယူစရာမြင်ကွင်းတစ်ခုကိုမြဝါထစ်တင်ဖန်ပြီးပေးနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်ဟာ One Friday Fight 112ရဲ့ဒုတိယမြောက်အဓိကသွေးဆိုင်ဖြစ်ပါဝင်ခဲ့တာဖြစ်ပြီးပရိသတ်တွေရဲ့စိတ်ဝင်စားဆောင်ကြည့်မှုကိုလည်းအပြည့်အဝရရှိခဲ့ပါတယ်။ပွဲစဉ်စတင်ကလေးကသွေးလင်းထားအာပြင်းနဲ့ထိုးချက်တွေဖြင်းထန်တဲ့ကန်ချက်တွေနဲ့ပြိုင်ဘက်ကိုအစားဆုံးဖိအားပေးနေခဲ့တာကိုတွေ့ရပါတယ်။ မြမယူရလက်ဝေးကလာတဲ့ဇာသမာဘီဘီသူ့ရဲ့ပြတ်သားတဲ့ထိုးသက်ဟန်တွေခြေထောက်နဲ့လက်တွေရဲ့ပေါင်းဆက်လှုပ်ရှားမှုတွေကပွဲကိုတစ်ဖက်သက်ဖန်နီးလွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ပြန်မဲ့ခရစ်ဘက်ကလည်းထိုင်းဖိုက်တာတူဦးဘီဘီတုံးပြတ်မှုတွေခုခံကာကွယ်မှုတွေလုပ်ခဲ့ပေမဲ့သွေးလင်းထက်ရဲ့ထိုးအားကိုမခံနိုင်ခဲ့ပါဘူး။ပထမချီစတီမီတမိနစ်နဲ့43စက္ကန့်အချိန်တွင်းမှာပဲသွေးလင်းထက်ကလင်းမြန်တိကျတဲ့အာပြင်းနဲ့ပတ်တောင်ရိုက်ချက်ကိုထိုးထွက်လာတဲ့ထိုးချက်များကြာကနေပရိသတ်တွေမျက်စိရှေ့မှာပဲအံ့အားသင့်မွယ်အသုံးပြုပြီးထိုင်းဖိုက်တာခရစ်ဘက်ကိုတိတိကျကျရိုက်ချလိုက်နိုင်ခဲ့ပါတယ်။ဒီတောင်ရိုက်ချက်ဟာခရစ်ဘက်ရဲ့မျက်နှာကိုထိမှန်သွားခဲ့ပြီးသူ့ရဲ့ဘင်းအားနဲ့တိကျမှုကတကယ်ကိုအံ့မခံပါပဲ။ ခရစ်ပါဒီပြင်းတန်လာတဲ့ဒရောင်ရိုင်းချက်ကြောင့်ချက်ချင်းလဲကျသွားခဲ့ပြီးဆက်လက်ချင်းပြိုင်နိုင်ခြင်းမရှိတော့တာကြောင့်ဒိုင်နူဂျီကပွဲကိုရန်နာကဒူးလင်းတက်ကိုလက်လက်ပပလဲထိုးနိုင်ရရှိခဲ့ကြောင်းတရားဝင်ကြေညာခဲ့ရပဲဖြစ်ပါတယ်။ဒီလိုပထမကြိမ်မှတင်ပြပြတတ်တာလဲထိုးနိုင်ခဲ့တာဟာသူ့ရဲ့ထိုးသက်စွမ်းရည်ဘလောက်မြင့်မားတယ်နိုင်ငံတကာစီမြင့်မှာဘလောက်ထိတောက်ပနိုင်လဲဆိုတာကိုထပ်မံတက်တည်ပြလိုက်တာပဲဖြစ်ပါတယ်။ဒူးလင်းတက်ရဲ့ဒီလိုစွမ်းမဖွဲ့ကောင်းတဲ့စွမ်းဆောင်ရည်ကြောင်းဝမ်ချန်ပီယံရှစ်ရဲ့အုတ်ခရချက်ထရီကိုရိုင်းကအထူးချီးမြှင့်တဲ့အပေါ်စုကြီးကိုလည်းရရှိခဲ့ပါတယ်။ ဒီပေါ်စုကြီးကထိုင်းပန်းဝင်3သိန်းခွဲဖြစ်ပြီးလက်ရှိငွေလဲတော့ရမြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုရင်သိန်း300ကျော်လောက်ရှိတာကြောင့်ဒွေးလင်းထက်အတွက်တကယ်ကိုတန်ဖိုးရှိပြီးထိုက်တန်တဲ့စုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။မြန်မာ UA Fighter ဒွေးလင်းထက်ဟာ One Championship မှာခုပွဲစဉ်ပါဝင် စုစုပေါင်း9ဝက်ထိုးတက်နိုင်ခဲ့ပြီး၄ပွဲနိုင်တပွဲစာရှုံးထားတဲ့ထူးခြားတဲ့ရလက်ကောင်းကိုပန်းဆိုင်ခဲ့ပြီးဖြစ်ပါတယ်။ဒီလိုအနိုင်ရလက်ကောင်းတွေဇက်တိုက်ပြသနိုင်တာကြောင့်ဒွေးလင်းထက်ဟာဒေါ်လာတသိန်းတန်ဖိုးရှိတဲ့ One Championship ရဲ့စာချုပ်လေးတစ်ခုနဲ့လည်းပုံမှန်နီးစပ်လာခဲ့ပြီးဖြစ်ပါတယ်။ဒီစာချုပ်ကြီးကိုရရှိခဲ့မယ်ဆိုရင်ဒွေးလင်းထက်ဟာနိုင်ရတကာပြန်ွယ်ကြီးတွေကိုပုံမှန်ပါဝင်ကစားခွင့်ရရှိမှာဖြစ်ပြီးသူရဲ့နာမည်ကိုကဘာနဲ့ပုံမှန်ထင်ပေါ်ကျော်ကြားလောက်အောင်ဖန်တီးနိုင်တော့မှာပဲဖြစ်ပါတယ်။ ဒါအတူရဲ့ကစားသမားဘဝတဲ့ကြီးမားတဲ့အလဲပြောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။မြမယူရလက်ဝဲကစားသမားတို့အုပ်အနေနဲ့နိုင်ငံတကာစီမင်းမှာဒီလိုထူးခြားတဲ့စွမ်းဆောင်ရည်တွေပြသနိုင်တာဟာမြမအားကစားလောကအတော်ပါဂုဏ်ယူအားတက်စရာပါပဲ။သူတင်ထက်ရဲ့နောက်ထပ်ပွဲစဉ်တွေအတွက်အနာဂတ်အောင်မြင်မှုတွေကိုလည်းပရိသတ်တွေကစိတ်လှုပ်ရှားစွာစောင့်မျှော်အားပေးနေကြမှာအမှန်ပါပဲ။သူတင်ထက်ရဲ့နောက်ထပ်ပွဲစဉ်တွေနဲ့အနာဂတ်အောင်မြင်မှုတွေကိုလည်းပရိသတ်တွေကစိတ်လှုပ်ရှားစွာစောင့်မျှော်အားပေးနေကြမှာအမှန်ပါပဲ။သူရဲ့စူးစမ်းအားထုတ်မှုတွေအတွက်ဂုဏ်ပြုရင်းနောက်ထပ်နိုင်ပွဲတွေမှာလည်းအကောင်းဆုံးမြင်တွေ့ရဖို့မျှော်လင့်ပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမှားတရားပြပြ